အခု DVD ကိုကြည့်နေကြတဲ့သူတွေကိုစိတ်ကမေးခွန်းလေးတစ်ခုလောက်မေးချင်ပါတယ်။ကိုယ့်ရဲ့ဘဝကိုပြန်စဉ်းစားကြည့်ရင်ကိုဖြစ်ချင်တဲ့ကိုပုံဖော်ခဲ့တဲ့အနေအထားနဲ့အခုအနေအထားနဲ့တထက်ထဲဖြစ်နေပြီလား။ပြောချင်တာကဆန္ဒနဲ့ဘဝတထက်ထဲကြနေတဲ့သူလား။ဒါမှမဟုတ်ဆန္ဒနဲ့ဘဝတထက်ထဲမကြသေးတဲ့သူလား။ တော့စိမ့်လို့လူတိုင်းလူတိုင်းတွေးပူးကြတာရှိမယ်။အာဆန္ဒနဲ့ဘဝတစ်ထက်တည်းမကြဘူး။ငါလိုချင်တဲ့ဘဝပုံစံကဒီလိုပုံစံမျိုးမဟုတ်ဘူး။ဒါကြီးကငါဖြစ်ချင်တဲ့အခြေအနေလည်းမဟုတ်ဘူး။ငါဖြစ်ချင်တဲ့အနေအထားလည်းမဟုတ်ဘူး။စသဖြင့်ကိုပြောမိတာတွေးမိတာမျိုးရှိလိမ့်မယ်။စိမ့်ဆိုလည်းအရင်တုန်းကအဲ့ဒီပုံစံမျိုးပဲ။ဒါကငါလိုချင်တဲ့ lifestyle မဟုတ်ဘူး။ငါဖြစ်ချင်တဲ့အနေအထားမဟုတ်ဘူး။ဒီရောက်နေတဲ့အခြေအနေတွေကငါဖြစ်ချင်နေတာမဟုတ်ဘူးဆိုတဲ့အတွေးမျိုးတွေခဏခဏတွေးခဲ့ပူပါတယ်။ အဲ့တော့စိမ့်ကကိုကိုတာပေါ့နော်စိမ့်ကိုတာဆန္ဒနဲ့ဘဝကလူတိုင်းလူတိုင်းတစ်ထက်တည်းကြနိုင်လို့လားလို့မေးတဲ့အခါကျရင်စိမ့်က100% yes လို့ပြောချင်ပါတယ်လူတိုင်းကဆန္ဒနဲ့ဘဝတစ်ထက်တည်းကြနိုင်ပါတယ်ဒါပေမဲ့ကိုဖြစ်ချင်တဲ့ဆန္ဒနဲ့ကိုရနေတဲ့ဘဝနဲ့တစ်ထက်တည်းကြဖို့အတွက်ကိုရဲ့ဒီ body level mind level spirit level ကအားလုံးကနေပြီးတော့ သေးသေးချာချာ deep down ကိုဘဝမှာလိုက်လုံရမယ်အာကြင့်ကြံရမယ်လေ့ကျင့်ရမယ်အနေအထားလေးတွေအဆင့်လေးတွေရှိပါတယ်အဲ့ဒီအရာလေးတွေကိုစိမ့်ကဒီဗီဒီယိုလေးမှာ sharing လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ဆန္ဒနဲ့ဘဝတစ်ထပ်သေးကြဖို့အတွက်ပထမဆုံးလုံရမယ်အဆင့်ကတော့ ကိုယ့်ရဲ့စိတ်အမှိုက်တွေကိုရှင်းရမယ့်အလုပ်ဖြစ်ပါတယ်အမှိုက်ရှင်းတဲ့အလုပ်ပေါ့နော် English လို့ပြောရမယ်ဆိုရင်နော် healing your pain ကိုဘဝမှာကိုနာကျင်ခဲ့တဲ့ကိစ္စတွေကိုစိတ်အဆင်မပြေခဲ့တဲ့ကိစ္စတွေတနည်းအားဖြင့်ဆိုရင်နော်ပြင်းပြင်းထန်ထန်ဆိုရင်နော်ကိုစိတ်တန်ရာရခဲ့တဲ့ trauma ရတဲ့ကိစ္စတွေအားလုံးကိုအဲ့ဒီနာကျင်မှုတွေကိုကိုကိုယ်တိုင်သွားပြီးတော့ရင်ဆိုင်ပြီးတော့ healing လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ တစ်ချိန်တည်းမှာပဲတချို့တွေကကြတော့ကိုယ့်ရဲ့ pain တွေကိုကို heal လုပ်ရမယ်ဆိုတာသိတယ်စနစ်တကျအလုပ်လုပ်ရမယ်ဆိုတာသိတယ်သို့တော့ဒါပေမဲ့လူတော်တော်များများရဲ့အာစိတ်ထားတွေလူတော်တော်များများကမဖြစ်လဲဆိုရင်စိတ်တို့ကိုနာကျင်ခဲ့တဲ့ဖြစ်ရက်တွေကိုပြန်မတွေးချင်ဘူးပြန်မကြည့်ချင်ဘူးအဲ့ဒီနေရာတွေကိုပြန်ပြီးတော့ရင်မဆိုင်ချင်ဘူးအဲ့ဒီခံစားချက်တွေတဖန်ပြန်ပေါ်လာမှကြောက်တယ်ဆိုတဲ့အရာကလည်းတစ်ချိန်တည်းမှာပဲဖြစ်တတ်ပါတယ် အဲ့တော့တချို့တွေကကိုကဘလို့အနေအထားတွေဖြစ်ခဲ့လဲကို့မှာဘလို့နာကျင်မှုတွေစိတ်ဒဏ်ရာတွေရှိလဲဆိုတော့ကို့ရဲ့ပိန်းကိုသိတဲ့သူရှိတယ်လို့တခါတလေကြရင် ကိုကိုတိုင်းတောင်သိမနေတဲ့ကို့မှာဖြစ်နေတဲ့အနာတွေလည်းရှိပါတယ်ဥပမာ energy work clocks တွေမှာဆိုရင်စိတ်တို့တွေကိုကိုတိုင်းတောင်သတိမထားမိတဲ့အာ အနာစိတ်အနာတွေကိုကိုတိုင်းတောင်တတိမထားမိတဲ့နာကျင်မှုတွေကိုကိုတိုင်းတောင်တတိမထားမိတဲ့မကျေနပ်ချက်တွေအားထွက်လာတာမျိုးတွေရှိရဲ့အဲ့တော့စိတ်နှုန်းကဒီ pain တွေကိုပေါ့နော်ကိုကအာမရှိပါဘူးဆိုပြီးတော့လုံနေတဲ့အရာတွေကစိတ်အမြဲတမ်းပြောနေကြစကားရှိရဲ့ဥမာလက်မှာအနာပေါက်တယ်အဲ့ဒီအနာကိုဆေးသွမ်းမကူပဲနဲ့အဲ့ဒီလက်ရှည်ဝတ်ပြီးတော့ငါလက်မှာအနာမရှိပါဘူးလို့ပြောနေတာ ਨੇ အတူတူပဲအဲ့တော့စိတ်နှုန်းက pain ကိုတကယ်လို့ healing မလုပ်ဘူးဆိုရင်အဲ့ pain တွေကပျောက်သွားတာမျိုးမဟုတ်ဘူးသူကတနေရရာထဲမှာထင်ထင်ရှားရှားဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ဂျောင်ကက်နေရမျိုးဖြစ်ရင်ဖြစ်မယ် ယ်။ဘာနဲ့တူလဲဆိုတော့အိမ်မှာမလို့တော့တဲ့အတော့မဝင်တော့တဲ့ဒါမှမဟုတ်ကိုမမြင်ချင်တော့တဲ့ကိုစိတ်နာတဲ့ပစ္စည်းတွေအားလုံးကိုအခန်းတစ်ခန်းထဲမှာစုပုံထည့်ပြီးအိတ်တကားကိုပိတ်ထားတဲ့စတိုကန်နဲ့တူတယ်။အိတ်တကားကိုဘယ်တော့မှကိုကသွားဖွင့်မချင်ဘူး။ဘာဖြစ်လို့လဲဆိုတော့အိတ်တကားဖွင့်လိုက်တာနဲ့မြင်ရမယ့်အနေအထားတွေအနက်အသက်တွေအငွေ့တွေကိုကိုပြန်ပြီးတော့မလို့ချင်ဘူး။ဒါပေမဲ့တချို့တွေကအဲ့ဒီတကားကိုလုံးဝပိတ်ထားလိုက်ပြီးတော့ငါတို့မှဘာအငွေ့အသက်မှမရှိဘူး။ငါတို့အစင်မပြေတဲ့ဘယ်အနေထားမှမရှိဘူးဆိုပြီးတော့သွားမယ်ဆိုရင်ကိုကအဲ့ဒီ pain နေသည်ဘယ်တော့မှ healing ဖြစ်လာမှာမဟုတ်ပါဘူး။ ဲ့တော့ကိုကကိုရဲ့နာကျင်ခဲ့တဲ့အရာတွေအဆင်မပြေခဲ့တဲ့အရာတွေဖိန်းတွေကို healing ဖြစ်တယ်ဆိုတာမျိုးကဒီဖြစ်ခဲ့တဲ့ဖြစ်ရက်တွေအနေအထားတွေအဲ့ထဲမှာပါဝင်ပတ်သက်နေတဲ့လူတွေကိုကိုတိုင်းပါဝင်ပေါ့နော်လူတွေအားလုံးကိုအတိတ်မေရွှေပြောက်ပေါ့နော်အကုန်လုံးမေ့မေ့သွားတာမဟုတ်ဘူးနောက်တစ်ခါကျတော့ဘာမှမဖြစ်ပါဘူးဆိုရင်လောကကြီးကအဆင်ပြေပါတယ်ဆိုပြီးစွတ်ကြီးပျော်ရွှင်ပြတာစွတ်ကြီးအေးချမ်းပြနေရလဲမဟုတ်ဘူးအဲ့တော့ healing ဖြစ်တယ်ဆိုတာကိုဘဝမှာကိုအတွက်အဆင်မပြေတဲ့ကိစ္စတွေကိုစိတ်တန်ရာရတဲ့ကိစ္စတွေကိုစိတ်ကတိအောက်ဖြစ်တဲ့ကိစ္စတွေကိုအခဲမကြေတဲ့ကိစ္စတွေကိုခ ံရတယ်လို့အာကိုယ့်ဟာကိုယူဆထားတဲ့ကိစ္စတွေဒီဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့လိုအနေအထားတွေကပဲကိုဒီဘလို့မျိုးအကောင်းဆုံးယုံထွက်ပြီးတော့ကိုဘဝကိုရှေ့ဆက်မလဲအဲ့တော့ယုံထွက်တဲ့အခါမှာလဲအရင်တော့အဲ့ဒီကိုယ့်ရဲ့မသိစိတ်မှာတွယ်ညိနေတယ်မချင်းညက်နှက်ချက်တွေခံစားချက်တွေကလာပြီးကိုယ့်ကိုဆွဲနေတာကိုယ့်ကိုကလစ်ခေါက်နေတာကိုယ့်ကိုနောက်ပြန်ဆွဲနေတာမျိုးမဟုတ်ဘဲနဲ့ အဲ့လိုမျိုးခန်းစားချက်တွေဘာမှမပါတော့ဘဲနဲ့ကိုဒီဒီဖြစ်ရက်နဲ့ကနေပြီးတော့အပြင်ကိုထွက်ကြည့်တဲ့တပ်ပါတီလိုတခြားလူတယောက်လိုမျိုးပဲဒါကိုလက်ခံပြီးတော့ surrender လုပ်ပြီးတော့ကိုက emotion တွေမပါတော့ဘဲနဲ့ဘဝကိုရှေ့ဆက်တဲ့အရာမျိုးဆိုလိုချင်တာကအရင်တုန်းကအနာပေါ်တုံးကြတယ်အခုဆိုရင်တော့ကိုဒီအကောင်းဆုံးကြော်လွှားသွားပြီးရဲ့အခါမှာ ကို sensitive ဖြစ်တဲ့စကလုံးတွေမြင်ကွင်းတွေမြင်နေကြားနေအာယုံတွေမှာထင်ဟပ်နေပေမဲ့ကိုအနာဘောတုံးကြမဖြစ်တော့ဘဲနဲ့ကိုအကောင်းဆုံးရက်တည်နိုင်တာမျိုးလွတ်မြောက်နိုင်တာမျိုးကို healing ဖြစ်တယ်လို့ခေါ်ပါတယ်။အဲ့တော့ကိုကဒီ healing လုပ်တဲ့အခါမှာ solo channel က healing ဆိုတဲ့အရာဒီစိတ်တို့ကအာကိုယ့်ပတ်ရှောင်ပြီးတော့သွားလို့မရအောင်သူကကိုတန်ရာရတဲ့ကိုနာကျင်တဲ့အရာကို ထည့်သွားရင်ဆိုင်ရတဲ့အရာဖြစ်တယ်ခုနကစကားနဲ့ပြောရရင်အနာကိုတိုက်ရိုက်ဆေးထည့်တာဖြစ်တယ်ငငယ်တော့လူတိုင်းအနာဖြစ်ဖူးလိမ့်မယ်စကားစားရင်းနဲ့ချော်လဲတာတို့စပိန်ဘော်ကနေဒူးကွဲတာတို့အဲ့လိုမျိုးတွေဖြစ်ဖူးလိမ့်မယ်ဘာလို့ကလဲဆိုရင်အနာကိုအရက်ပြန်ထည့်ရတယ်အရက်ပြန်မထည့်ရင်အနာရင်းမယ်အဲ့ဒီ healing ကလည်းအဲ့ဒီသဘောပဲဒီအနာကြီးကိုပတ်ပြီးတော့ကုနေတာမဟုတ်ဘူးဒီအနာကိုတက်တက်သွားပြီးတော့အရက်ပြန်ထည့်တဲ့ကိစ္စမျိုးဖြစ်တယ်အဲ့တော့ဒီ pain တွေကိုကိုကနေပြီးတော့ဒီအနာကိုမကုဘူးဆိုရင်အဲ့ဒီအနာကနေပြီးတော့အမြဲတမ်းကိုဘဝမှာ deep pattern နေတဲ့ကိုက ဆုံးဖြတ်ချက်ချလဲဒီလိုအတွေးခေါ်ရင်းနဲ့ပဲအမြဲတမ်းပေါ့နော်ဒီအစင်မပြေတဲ့အရာတွေအစင်မပြေတဲ့အတွေးတွေနဲ့ stack ဖြစ်နေပြီးတော့အမြဲတမ်းတစ်ခုပြီးတစ်ခုလှုပ်လိုက်တိုင်းဟဲ့ငါလှုပ်သမျှငါဆုံးဖြတ်လိုက်သမျှကိစ္စတွေဟာငါလိုချင်တာလည်းမဟုတ်ဘူးဆိုပြီးဒီ pattern တွေပဲအမြဲတမ်းထက်ခါထက်ခါလဲနေလိုက်မယ် ဲ့တော့တချို့တွေကကြတော့ကိုကဒီ pattern တွေရဲ့မှာ stack ဖြစ်နေတာကိုမသိပဲနဲ့ဟာငါကကို healing မဖြစ်သေးတာကိုမသိပဲနဲ့ကို pain ကိုရှောင်နေတာကိုမသိသေးပဲနဲ့အမြဲတမ်းဒီကနေထွက်ပြီးတော့ဟာငါဒီနေ့နဲ့ငါအလုံးမဖြစ်ဘူးနဲ့တူတဲ့ဘယ်တင်နဲ့အစ်စ်တွေဖွင့်လဲငါဘယ်သူတွေနဲ့ချိတ်ဆက်ရမလဲဘယ်လူအစ်စ်တွေစီသွားရမလဲဟိုလူတွေကဒါလုပ်တယ်ဆိုရင်ဒါဒီဟာဆိုရင်ဒီဟာစသက်ဖြင့်ကိုယ့်ရဲ့အနာကိုတေချာမရှင်းမဲနဲ့ရှိသမျှအစ်စ်တွေနောက်ကိုလိုက်မိနေလိမ့်မယ်ဒါပေမဲ့လိုက်တိုင်းလိုက်တိုင်းလဲနောက်ဆုံးမှာအဆင်မပြေတဲ့ recipe ရပါလိမ့်မယ် တော့ဆင်းရဲ energy work တွေမှာဆိုလဲအတွေ့အကြုံတွေအများကြီးရှိဘူးတဲ့ဥမာထားပါတော့သူက toxic relationship ပေါ့နော်သူအရန်ကိုခံခဲ့ရတဲ့အစိတ်တောက်ဖြစ်တဲ့ toxic relationship တစ်ခုကနေပြီးတော့သူယုံထွက်လာခဲ့တဲ့အဲ့ toxic relationship ကြီးကို तू ကမေ့သွားပြီလို့ထင်တယ်သူ့ဘဝအဆင်ပြေနေပြီပျော်နေပြီလို့ထင်တယ်ဒါပေမဲ့တကယ်တမ်း energy work ထဲရောက်တော့မှ healing လုပ်လိုက်တဲ့အခါကျတော့မှအဲ့ toxic relationship တောင်းကဖြစ်ခဲ့တဲ့ emotion တွေပြန်ပေါ်လာတာမျိုးတွေကိုဥပိ္ပခာပြုထားနိုင်ပြီကိုလွှတ်ချနိုင်ပြီလို့ထင်ခဲ့တဲ့ခံစားချက်တွေကပြန်ပေါ်လာတာမျိုးတွေလည်းရှိတတ်တယ်အဲ့တော့စိန်းတို့ကကိုယ့်ရဲ့ ဆန္ဒနဲ့ဘဝထပ်တူကြဖို့ဆိုရင်အရေးကြီးတာ pain ကိုလုံးဝရှောင်လွှဲလို့မရဘူးအဲ့တော့တချို့တွေက healing လုပ်တယ် healing လုပ်တယ်ဆိုပြီးတော့အဲ့ဒီ healing တွေကိုလုပ်တဲ့အာဒီ consultation တွေအဲ့လို section မျိုးတွေက pain ကိုရှောင်လွှဲပြီးတော့လေဟိုဘေးနားကပတ်နေမယ်၊ကွေ့နေမယ်ဆိုရင်လေအလောက်ဖြစ်မှာမဟုတ်ဘူးကိုကဒီ healing process တွေကိုသွားတဲ့အခါမှာကိုဖြစ်ခဲ့တဲ့ဒီ pain တွေနာကျင်မှုတွေကိုတက်တက်ရင်ဆိုင်ပြီးတော့အလောက်လုံးမှသာစိတ်တို့ကအဲ့ဒီအမိုက်တွေကိုရှင်းလင်းမှသာကိုဒီအမိုက်ရှင်းရှင်းလင်းလင်းနဲ့ကိုလိုချင်တဲ့ဘဝကို ကိုလိုချင်တဲ့ live ကိုဆန္ဒနဲ့ဘဝထပ်တူကြနိုင်မှာဖြစ်တယ်။အဲ့တော့အမိုက်ရှင်းတဲ့အခါမှာတော့သူ side effect အနေနဲ့အမိုက်နှံတော့ထွက်မှာပဲ။အမိုက်ထုတ်တွေတဲတဲ့အခါမှာအမိုက်နှံထွက်မယ်ဆိုလိုချင်တာအဲ့ဒီတော့ဖြစ်ခဲ့တဲ့ခံစားချက်တွေယူကျုံမရဖြစ်မှုတွေမကျေနပ်ချက်တွေပြန်တက်လာနိုင်တယ်။ Okay အမိုက်ကင်ရင်တော့အမိုက်နှံတော့ထွက်မှာပဲ။အဲ့ဒီအမိုက်နှံကိုလက်ခံပြီးတော့ဒီအမိုက်ကြီးကိုငါအိမ်ထဲအခန်းထဲမှာတကားပိတ်ပြီးတော့ဆက်ထားမလား။ဒီအမိုက်ထုတ်ကြီးကိုငါအိမ်အပြင်ဘက်ကိုလွှင့်ပစ်မလားဆိုတာတော့တဦးတယောက်ချင်းစီရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။အဲ့တော့စိန်းတို့ကပထမဆုံးအစ်စ်အနေနဲ့ကိုယ့်ရဲ့ဆန္ဒနဲ့ဘဝထပ်တူကြဖို့ဆိုရင်ကိုယ့်ရဲ့ အဖိန်းတွေကို healing လုပ်ရမယ်အဲ့ဒီမှာထပ်ပြီးပြောချင်တာကတချို့တွေကအခု healing လုပ်အခုအဲ့ဒီကိစ္စတွေကအဆင်ပြေသွားပြီ အထားပါတော့ပျောက်သွားပြီလို့ထင်ကြရတယ်ပေါ့နော် healing ဆိုတာ life long process ပါအဲ့တော့တချို့ကိစ္စတွေကဟိုစိတ်စက်တုံခွာတယ်လို့ပဲစက်တုံလေးတွေကိုတလွှာချင်းတလွှာချင်းစီခွာတယ်လို့ပဲစိတ်တို့ healing လုပ်တယ်ဆိုတာအခုအချိန်မှာအပေါ်ယံအလွှာအပေါ်ဆုံးအမိုက်ကအဆင်ပြေသွားမယ်ပြီးရင်ဒုတိယအလွှာတတိယအလွှာတစ်ခါလေကြာရင်ခုနပြောတဲ့ကိုတိတောင်တိမနေတဲ့ဟို deep down ထဲမှာဖြစ်နေတဲ့အရာမျိုးတွေကိုတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းသူက လုံယူရတဲ့အလုပ်ဖြစ်ပါတယ်အဲ့တော့ဒါကတော့ step 1 ကိုယ့်ရဲ့နာကျင်မှုတွေကိုတက်တက်ရင်ဆိုင်ပြီးတော့ healing လုပ်ပါအမှိုက်ရှင်းရတဲ့ step 1ဖြစ်ပါတယ်ရောဆန္ဒနဲ့ဘဝတစ်ထက်ထဲကြဖို့အတွက်ကိုယ့်ရဲ့နာကျင်မှုတွေကိုယ့်ရဲ့ pain တွေကို healing လုပ်နေတဲ့တစ်ချိန်တည်းမှာပဲနောက်တက်လုံးဝမဲ့အဆင့်တစ်ခုကတော့ ကိုဘုံဝမှာရှုပ်နေတဲ့ကိုအာယုံရှုပ်နေတဲ့မရှင်းလင်းတဲ့ကိစ္စတွေ English လို့ပြောရရင် confusion တွေအားလုံးကိုကိုကနေပြီးတော့ clear လုပ်ရမှာရှင်းလင်းရမှာဖြစ်ပါတယ်။အဲ့တော့ကိုဘုံဝမှာဘယ်ကဏ္ဍတွေမှာကိုကရှုပ်နေလဲ။ဥမာကိုဒီဘာမှန်းမသိပဲနဲ့လူတွေကိုလူတွေနဲ့စကားပြောရမှာကြောက်နေတတ်တာလား။ဘာမှမသိပဲနဲ့ဒီစကားတစ်ခုခုကြားရင်ကို့ကိုအမြဲတမ်းကို့ကိုပြောတယ်လို့ထင်နေတာမျိုးလားစသဖြင့်ပေါ့နော်ကို့အပြေရှာလို့မရတဲ့ကိစ္စတွေရှိမယ်ဥမာဆက်ရ client နေရဲမှာလည်းရှိရဲ့ လူတွေကို ကိုလည်းအာဘာမှမှားမထားပဲနဲ့လူတွေနဲ့တွေ့ရင်အမြဲတမ်းရင်ဆိုင်ရမှာကြောက်နေမိတယ်။ကိုမလုံးချင်တဲ့ကိစ္စတွေကိုအာကို့အတွက်အဆင်မပြေတဲ့ဟာတွေကိုမလိုက်ရောနိုင်တဲ့ကိစ္စတွေကို no လို့မပြောနိုင်ပဲနဲ့အမြဲတမ်းအာနာနာနဲ့ပဲအာကိုကလိုက်လုံနေမိရဲ့တခါတလေကြာရင်အခုတလောအာလူတွေနဲ့စကားပြောချင်စိတ်လုံးဝမရှိဘူး။အာဒီမဖြစ်လို့သာအလုံလုံနေရတာအလုတ်ကလွှဲရင်လည်းဘာအပေါ်မှမပြောချင်ဘူးစသဖြင့်ကို့အနေကိုဘာမှမသိဘူးနားမလဲဘူးကို့ကိုအဖြေရှာလို့မရတဲ့အပိုင်းနေအပိုင်းနေသည် ပတ်စံကဏ္ဍမှာပဲဖြစ်ဖြစ်တခါလေကြာရင်ကိုကကိုအစင်မပြေနေဘူးဒါပေမဲ့ဘာလုပ်လိုက်လဲဆိုရင်အာသူများလာပြောတာနဲ့ကိုပတ်စံအစင်သင်းထုတ်ပြီးသားဖြစ်သွားတယ်အဲစသဖြင့်ပေါ့နော်တခါလေကြာရင်သူရိုးရိုးစကားပြောတာဟိုတောင်ကိုကတခါလေရှူးရှူးရှဲရှဲတွေဖြစ်ပြီးတော့ဝုံနိုင်ကျင်းနေမိတယ်တခါလေကြာရင်ဒီဖြစ်ရက်ကိုမြင်တာနဲ့ဒီအလားတူပတ်တန်တွေကိုမြင်တာနဲ့ကိုကသူများတွေကဘာမှမဖြစ်သေးကိုကအလိုလိုနေရင်ဝမ်းနေလာတာမျိုးစသဖြင့်ငွေကြေးကဏ္ဍမှာဖြစ်စေလုပ်ငန်းခွင်မှာဖြစ်စေ relationship မှာဖြစ်စေဘာဖြစ်လို့ငါဒီလိုဖြစ်နေတာလဲဒါငါဖြစ်ချင်တဲ့ပုံစံကြီးမှမဟုတ်တာထားပါတော့ငါသူများတွေလို မျိုးငါမလုတ်ချင်တဲ့အလုပ်တွေကိုငါ sorry ပြောချင်လိုက်တာထားပါတော့ငါမလုတ်ပေးနိုင်ဘူးတောင်းပန်ပါတယ်ဒါမှမဟုတ်ငါ့အတွက်အဆင်မပြေဘူးစသဖြင့်သူများတွေလို့ no လို့ပြောချင်လိုက်တာဒါပေမဲ့ငါဘလို့ပဲလုတ်လို့ငါအမြဲတမ်းပေါ့နော်လုတ်ချင်သည်ဖြစ်စေမလုတ်ချင်သည်ဖြစ်စေငါဘာဖြစ်လို့ဘဲကနေအားနာတဲ့စိတ်ကြီးကအမြဲတမ်းပေါ်ပေါ်လာတာလဲစသဖြင့်ကိုယ့်ကိုယ်ကိုဖြည့်ရှင်းလို့မရတဲ့ရှုံနေတဲ့ခန္ဓာတွေသည်လူတိုင်းလူတိုင်းမှာ ရှိတတ်ပါတယ်အဲ့တော့ကိုကဒီလိုမျိုးပေါ့နော်ကိုနားမလဲတဲ့ကိစ္စတွေ ကို့မှာအဖြေမရှိတဲ့ကိစ္စတွေကိုကိုကနေပြီးဖိုင်းနောက်လောက်ရမယ်ရှာဖွေရမယ်နောက်ပြီးရင်အဲ့ဒီအရာတွေအားလုံးကိုကိုကနေပြီး clear လောက်ရမှာရှင်းလင်းရမှာဖြစ်ပါတယ်အဲ့တော့တခါလေကြာရင်ကိုကိုကို substitute ပေါ့နော်ကိုလေ့လာပြီးတော့ဒါတွေကဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ကွက်ကိုပေါ့နော်ဒီနောက်ခံအကြောင်းတရားတွေကိုလိုက်ရှာတာအာစာအုပ်တွေဖတ်တာလေ့လာတာမျိုးလုပ်လို့ရတယ်လို့ ကိုယ်နဲ့အဆင်ပြေမဲ့ professional mentor တွေ professional coach တွေ professional counselor တွေစသဖြင့်ပညာရှင်အနေနဲ့လည်းဒီအရာတွေကို find out လုပ်ရမှာအလုပ်လုပ်ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့ပညာရှင်ဆိုတဲ့စကားပါလာလဲဆိုရင်လူတိုင်းလူတိုင်းမှာကိုယ်မမြင်နိုင်တဲ့အပိုင်း blind point ဆိုတာရှိရ blind point ပေါ့နော်အဲ့ဒီ blind point ကိုတကယ်ကို professionally အလုပ်လုပ်တဲ့လောက်တက်တဲ့ပညာရှင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်ခြင်းအပြင်ကိုယ့်အနေနဲ့ကိုယ်ဆိုရှုပ်ရှက်ခန့်နေတဲ့သဘောဥလိုကိစ္စတွေဒီ ဖိုင်းနောက်ဖြစ်သွားမယ်ငါဘာဖြစ်လို့ဒီလိုဖြစ်နေတာလဲဆိုတော့အရာကိုအရင်ဆုံးအကြောင်းတရားကိုအရင်ဆုံးတွေ့သွားမယ်စိမ့်တော့အကြောင်းရင်းကိုအရင်ရှာဖို့လိုတယ်ဥမာငါဘာဖြစ်လို့လူကြောက်တတ်တာလဲငါဘာဖြစ်လို့လူကြောက်တတ်တာလဲဆိုတော့ဖြေရှင်းဖို့ဆိုရင်ဘဘဲကနေစပြီးလူကြောက်တတ်သွားတာလဲဘလို့အရာတွေကသူ့ကိုလူကြောက်စေတာလဲဘလို့အရာတွေကသူ့ကိုအားနာစေတာလဲဘလို့အရာတွေကသူ့ကိုအမြဲဝမ်းနည်းနေစေတာလဲဘလို့အရာတွေကသူ့ကိုဟိုပေါ့နော်ပုံမှန်ကိစ္စတွေမှာပါဒေါသကြီးစေတာလဲစတဲ့အကြောင်းတရားတွေကိုရှာပြီးတော့မှသာ solution ဆိုတဲ့အဖြေကိုတွေ့မှာဖြစ်ပါတယ်။အဲ့တော့ဒါကတော့ step 2ပါ။အဲ့တော့ဒါတွေကိုမလုပ်ဘူးပေါ့နော်။ကိုယ့်ဘာသာကိုရှုံနေတဲ့ခန္ဓာတွေကိုဒီတိုင်းပဲထားလိုက်ပါမယ်။မရှင်းမှုဆိုရင်ဘာဖြစ်လဲဆိုတော့ဘတော်မှကိုလိုချင်တဲ့ပုံစံအစ်စ်မဖြစ်နိုင်ဘူး။ဥမာထားပါတော့။ကိုကလူတွေအများကြီးနဲ့အလုပ်လုပ်ရတာ။လူတွေနဲ့နေတိုင်းစကားပြောရတဲ့အလုပ်။ ဲ့ဒါကိုအခုတော်ကိုစိတ်ကြည်ကဘသူနဲ့မှစကားမပြောချင်ဘူးဆိုရင်မဖြစ်မနေပြောနေရတဲ့အပြင်ကကိုရုတ်ခန္ဓာကြီးကိုနဲ့ကိုအတွင်းမှာဖြစ်နေတဲ့ကိုရဲ့ဆိုးနယ်ကအလိုင်းမဖြစ်တော့ဘဲနဲ့တီးတန့်စီဖြစ်နေမယ်အဲ့တော့ဒီလူတွေကိုလည်းကိုကြည့်လို့မရတော့ခဏခဏမိကုန်းတွေလာမင်းနေတဲ့လူတွေစကားပြောနေတဲ့လူတွေကိုလည်းနေရင်ထိုင်ကိုကအမြင်မကြည့်ဖြစ်လာတာမျိုးစသဖြင့်ကိုရဲ့ကိုဖြစ်ချင်တဲ့ဆန္ဒနဲ့ကိုလက်တွေလုံနေရတဲ့ဘဝနဲ့ဟာထတ်တူမကြဘူးဆိုတဲ့ကိစ္စတွေဖြစ်နိုင်ပါတယ်။အဲ့တော့ကိုဒီအဲ့လိုမျိုးပေါ့နော်ကိုရဲ့အရှုပ်ထုတ်တွေကိုအာယုံထဲမှာမရှင်းလင်းတဲ့ကိစ္စတွေအဲ့ဒီ အုပ်စုတွေတစ်ခုချင်းတစ်ခုချင်းခန္ဓာအတိတ်တွေတဖြည်းဖြည်းနဲ့ရှာဖွေရှင်းလင်းသွားမှသာကိုလိုချင်တဲ့ကိုတကယ်ရနေတဲ့ဘဝနဲ့ကိုအထဲမှာဖြစ်နေတဲ့ဆန္ဒနဲ့ကအလိုင်းဖြစ်လာမှာထက်တူကြလာမှာဖြစ်ပါတယ်။အဲ့တော့ဆန္ဒနဲ့ဘဝထက်တူကြဖို့ဒီ step by step ပေါ့နော်နီးလန်းတွေကအာစိတ်ကတိတ်တိတ်ချာချာလေးလဲရှင်းပြခြင်းတဲ့အတွက် details ပြောခြင်းတဲ့အတွက်အာ sharing လုပ်ရတာလေးကနည်းနည်းရှည်သွားတယ်။အာ live session ဒီပါလောက်ဖြစ်သွားလိမ့်မယ်ပေါ့နော်။အဲ့တော့စိတ်ကအပိုင်းတစ်ဗီဒီယိုလေးကိုဒီနေရာလေးမှာ နားခဲ့ပါမယ်။ဂျန်နဲ့ step by step တွေကို same next video မှာထပ်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်။ဒီ video လေးကိုအချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိန်ကတော့ International Certified Life Coach Trainer နဲ့ Energy Healer Dr. စိန်ဖြစ်ပါတယ်။